ျွန်တော်တို့ကနိုင်အောင်တိုက်ရမယ်ဆိုတာကတော့တပိုင်းပဲသူပုံတွေတချို့မထုတ်ပေးထားတာလည်းရှိတယ်သူတို့ကကျွန်တော်တို့ကိုဒါမျိုးဟိုသူ့ရဲ့စိတ်ဓာတ်စစ်စင်ရေးအတွက်သူကထုတ်လာခင်ကျွန်တော်တို့ထုတ်လိုက်ရင်သူတော့ပူအဆက်ကွဲအောင်မယ်ဒါလည်းအရင်လည်းဖြစ်မှုပါလေအဲတဘောကဘုံတော့ဒါတစ်ချက်နောက်တစ်ခုကအာကျွန်တော်တို့ရဲ့အနေဟိုပါပေါ့သူ့ရဲ့ power အထိုင်ပေါ့နော်စစ်စစ်တပ်ပေါ့ ိုက်ပုံတိုက်လေးရှိမယ်နီးပြူပါအပိုင်းနေပြီးမှအာဒီဒီအခြေခံတွေပေါ်မှုတွေပြီးမှသူတိတ်ပြီးမှအခြေအနေမပေးသေးတာပါညခိုင်ဆင်းမျက်နှာကသူကတော့အနိုင်ပြကျင်တာမှာအခုရိတ်မပြနိုင်သေးဘူးဆိုတော့အဲ့ညခိုင်ဆင်းမျက်နှာပါပဲလုပ်ငန်းတဲ့နှစ်နှစ်အတွင်းမှာဖန်းစီမိခဲ့တဲ့စစ်တုံးမှန်တွေအများပြရှိပါတယ် မိသားစုဝင်တွေရှိတယ်အဲ့ထက်မှာတက်မမှုတွေဖြူအောင်မှုတွေပို့ကျုပ်အဆင့်ရှိတဲ့သူတွေလည်းပါဝင်တာရှိပါတယ်အဲ့ဒီ prisoner war ပေါ့နော်ထားတဲ့ကိစ္စတွေသူတို့တွေစိတ်သက်အခြေအနေတွေသူတို့ရဲ့အနေအထားနဲ့ပတ်သက်ပြီးတော့ပို့ကျုပ်ဘာတွေလေ့လာထားတာရှိလဲဘာတွေသိထားတာရှိလဲအာအဲ့ဒါတော့အဲ့တိတ်ပြီးမှကြီးကြီးမားမားပြောစရာတော့မရှိပါဘူးသူတို့ကျွန်တော်တို့ကကြမ်းမာရေးစောင့်ရှောက်မှုပေးထားတယ်အဲ အပီမာအာတတ်နိုင်သမျှဘောကျွန်တော်တို့မှာရှိတဲ့ဟာနဲ့ပဲလုံချောအောင်ထားထားတယ်ဒီဖန်စီထားတဲ့ဒီစစ်တုံးပန်းတွေလက်နဲ့ချတယ်ဆိုတာလည်းသူကမလွဲတာလို့အတက်မသေးအောင် လက်မြောက်တဲ့သဘောပါပဲအဲတချို့ကြတော့တကယ်ဟိုပါဗောဒီစကားမတွေရဲ့စိတ်ဓာတ်နဲ့လုံရက်တွေပြည်သူတွေတက်ဖြတ်တာတွေမလိုလားလို့ အာဒါကျွန်တော်တို့ ਨੇ ပူပေါင်းတော့တာဒါမှမဟုတ်ပြည်သူစီကိုပူပေါင်းဖို့အတွက်ကျွန်တော်တို့အတင်ပြပြီးမှကျွန်တော်တို့ပြည်သူရဲ့တော်လှန်ရေးဖက်ကိုလှက်ပေးလိုက်တာတွေရှိပါတယ်အဲတချို့ကြပြန်တော့လည်းဒါကြီးဆန်းကုံတော့လို့ထမင်းငယ်လို့လုံးဝမလှုပ်နိုင်လို့အဲ့ဒီလူတွေကြတော့လည်းကျွန်တော်တို့လုံခြုံရေးရတော်တော်လေးတတိထားပြီးကင်တွယ်ရတဲ့သဘောရှိတယ်တချို့ဘုံချုပ်တွေဆိုရင်အများစုပါပဲဒီဖက်မှာကျွန်တော်တို့ဖန်ဆီးထားတဲ့ဘုံချုပ်တွေဆိုရင်လုံးဝကကြီးဆန်းကုံတော့လို့သူကအဲ့ဒီအချိန်မှာတရားငါ ်မီလီမီတာဟောက်ဝေဇာတွေကိုဘုံခွဲပြီးမှဒါမှမဟုတ်ရင်ကြံခဲ့တဲ့ကြက်ငွေတွေကိုအကုန်လုံးမီရှိုးပြီးမှအဲဒီပြာကြောက်အောင်ချတော့တဲ့လူတွေပါပဲအဲဆိုတော့အများစုပေါ့လေနော်အများစုနောက်ပြီးတော့အဲ့ဒီပိုချုပ်တွေကိုရန်ကိုကပဲဒီစီဗီလီယန်ရောအရက်သားပြည်သူတွေကိုတတ်ဖို့အကြီးအကျယ်ဘုံကျဲဖို့အမိန်ပေးခဲ့တဲ့သူတွေမဟုတ်ဘူးလားပါတယ်ပါတယ်ဒီမောင်တော်မှာဖမ်းမိတဲ့တူရင်ထွန်းလား သူဆိုရင်တကယ့်ကိုသူ့ရဲ့တပည့်တွေကိုရရဆက်ဆက်နဲ့အမိန့်ပေးပြီးမှမင်းဒါမလုပ်ရင်တေတံကြမယ်ငါကိုယ်တိုင်တတ်မယ်ဆိုပြီးမှအာခိုင်းစေတဲ့လူထဲမှာပါတယ်ဒါမျိုးပုံကိုယ်တွေကြတော့ကျွန်တော်တို့ကဟိုဟိုကြားတွေကိုထိမ့်သိမ့်တလို့မျိုးထိမ့်သိမ့်ရတာပေါ့ဗျာနော်အဲ့ဒီကြားချန်တဲ့အတွက်ကိုယ်ကိုက်မယ်လေသူတော့ကိုယ်လည်းအကိုက်မခံရအောင်တတိထားပြီးထိမ့်ရတာပေါ့သူကအခုချိန်ထိအသက်ရှင်ရရှိသေးတယ်ပေါ့ အဲရှိပါတယ်ရှိပါဒါပေမဲ့ तू ကကြမ်းပါရေးမကောင်းဘူးပဲအဲ तू ကဖမ်းမိတဲ့အချိန်မှာအရင်ကြောက်စိတ်တွေဝင်ပြီးမှစီးချိုတွေတအားတက်လာတယ်ကျွန်တော်တို့ကသူ့တေမေတောင်ထင်တာဒါကြောင့်ကျွန်တော်တို့သူ့ကိုတကယ် intensive medicare နဲ့အဲကဲထားရတဲ့သဘောမျိုး तू ကြောက်စိတ်တွေတအားဝင်တယ်ဘာဖြစ်လို့ဆိုတော့ तू လှုပ်ထားတဲ့ဟာတွေကအရင်များတယ်ဆိုတော့ warm criminal လို့ပြောလို့ရတဲ့စိတ်ရာဇဝတ်ကောင်တယောက်ရဲ့ခံစားချက်ပေါ့လည်းမချခင်တော့ဒီဘက်ကတစ်ဖက်ကသူတွေကို तू အသေးလက်တက်ဖို့အဲတက်ဖို့ဖြတ်ဖို့မိတ်နေပြီးခဲ့တယ်သူလက်နဲ့ချပြီးတဲ့အခါမှာတော့သူ့ရဲ့စိတ်တက်ကဘလို့ပြောင်းလဲသွားလဲဆိုတာမြင်ရတာပေါ့နော်မြင်ရတယ်မြင်ရတယ်ဒါလို့ဆိုရင်သူ့အထက်ကသူတွေနေ့စဉ်ဘုံကျဲဖို့ပြောနေတဲ့သူတွေဒရုန်းနဲ့ချဖို့ပြောနေတဲ့သူတွေအဘိုးချုပ်ကြီးမင်းအောင်လိုင်းတို့မျိုးကအစတနေ့အဲ့လိုဖြစ်လာခဲ့ရင်သူတို့ဘလို့ခံစားရမလဲဆိုတာကျွန်တော်တို့ imagination လို့ကြည့်လို့ရတာပေါ့ဟုတ်တယ်ကြည့်လို့ရတယ်ဒီ ဘုံကျဲတဲ့စာသင်ကျောင်းဘုံကျဲတဲ့ကိစ္စတွေကိုကြည့်မယ်ဆိုရင်အဲဥပမာကကျွန်တော်တို့ဖန်စီတဲ့စစ်ဌာနချုပ်လိုက်တိမ်မီရဲ့အချိန်မှာရန်သူရဲ့မိသားစုတွေကလေးတွေမျိုးသမီးတွေပါလာတယ်ကျွန်တော်တို့သူတို့အချုပ်ထဲမှာမထည့်ထားဘူးသူတို့သူတို့ရဲ့နေရာနဲ့ထိမ့်သိမ်းထားခဲ့တယ်ပြီးမှဒီအမျိုးသမီးတွေရဲ့ကာကြီးအိမ်ကြီးရဲ့လုံခြုံရေးတွေကအဆောက်အအုံလေသူတို့ပါသူတို့အစင်းဆက်အုပ်ချုပ် ကျွန်တော်တို့မှလည်းစစ်ဖြစ်ပြီးမှစားစရာလည်းတိတ်များများစားစားရှိတာမဟုတ်ဘူး။ညပြီးမှစားပေါ့ကျွန်တော်တို့ရဲဘော်တွေစားတယ်လို့စားပေါ့။အဲ့လိုမျိုးသူ့ရဲ့ကလေးတွေကိုဆိုရင်နည်းနည်းပြေးလို့ကစားဖို့တဲ့နေရာတွေကအစ။ရန်သူရဲ့ကလေးတော့ကျွန်တော်တို့နဲ့အပေလေးတတ်ထားတဲ့ရန်သူရဲ့ကလေးတွေတော့ကျွန်တော်တို့တာမျိုးထားတယ်။ပြီးမှတစ်ခါကဟိုလူသားချင်းစာနာမှုထားတယ်လို့ဒီကလေးတွေကကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်တွေပဲ။ သူတို့အကြောင်းဘယ်လိုထားရမလဲဘယ်လိုမနစ်နာအောင်ဘယ်လိုလုပ်မလဲကျွန်တော်တို့အမေနဲ့တိုင်ပင်ပြီးမှလုပ်တဲ့တာကိုလုပ်ပေးကြတယ်တချို့ဆိုရင်အမေရောအဖေရောမရှိတော့ဘူးကျွန်တော်တို့သားသမီးအဖြစ်မျှဝေစားလိုက်တယ်ပြီးမှသူတို့ဒီလိုမျိုးထားထားတဲ့ကလေးတွေလည်းရှိတယ်ဆိုတော့ဒီစစ်ပွဲမှာသူရဲ့စစ်သားတွေတည်တော်လို့စာသင်ကျောင်းကိုလက်တုံးပြန်တယ်ဆိုတော့ဒီလူတွေရဲ့နိုင်ငံချစ်စိတ်ဆိုတဲ့ဟာကဘာလဲဆိုတာကျွန်တော်နားမလည်တော့ဒီကလေးတွေနဲ့ကျွန်တော်တို့တိုင်းပြည်အနာဂတ်ကဖြစ်လာမှာလေ ဆိုတော့ဒီစစ်သားချင်းချင်းစစ်တိုက်လို့သူရှုံးတော့တာကိုဒီစာသင်ကျောင်းကိုဘုံကျဲတယ်ဆိုတော့သူရဲ့စိတ်ဓာတ်နဲ့အတွေးခေါ်လုံရက်ကဘာလဲဆိုတာကျွန်တော်လည်းကျွန်တော်လည်းမစင်လာတတ်တော့ဘူး